ငွေကြေးတွေအရင်ကြက်တဲနေတယ်စသဖြင့်ကြုံတွေ့ရတဲ့အခါအဟုတ်ဆရာပြပြပြမဲ့ရေရာလေးကိုလိုက်ပါပြုလုပ်ပေးပါရှေ့ရတိတိပြုလုပ်ပြီးတဲ့အခါမှာလက်မိုးကြီးတွေရွာလာပါလိမ့်မယ်အားလုံးမင်္ဂလာပါဆရာကတော့အောင်ဆက်ကြကမ်းမီယာလောကပညာတန်တန်းကဆရာမူကျသူဖြစ်ပါတယ်သုံးနာမပြပြမိတ်ဆွေတို့အတွက်အကျိုးရှိစေရာအကျိုးများစေရာရေရာအစီရင်လေးတစ်ခုကိုဆရာနေနဲ့ထပ်မံပြောပြပေးရောမှာဖြစ်ပါတယ် ဆရာနေတဲ့ရေရရတဲ့အစီအစဉ်တွေကိုပြောပြပေးတဲ့အခါတက်နိုင်ဆုံးအချိန်ကိုချုပ်နေတဲ့မြတ်ချုပ်ပြီးတော့မင်းနဲ့နဲနဲ့တဲ့မြတ်နဲနဲ့နဲ့ထိထိရောက်ဖြစ်အောင်ဆရာနေနဲ့အစဉ်မြဲကြိုးစားပြီးတော့ပြောပြပေးနေပါတယ်တအားကြီးရှည်သွားတဲ့အခါကျတော့လေလိုက်ကြည့်ရတဲ့လူတွေလိုက်လှုပ်ရတဲ့လူတွေတို့အခက်ခဲဖြစ်မှလဲစိုးပါတယ်ဆိုတော့ဆရာရေရအစီအစဉ်တွေဟာတူတူလေးနဲ့ထိရောက်တဲ့ရေရအစီအစဉ်မျိုးတွေကိုပဲဆရာအတတ်နိုင်ဆုံးရွေးချယ်ပြောပြပေးနေတာဖြစ်ပါတယ် ဆရာအမြဲတမ်းပြောခဲ့သလိုပါပဲဆရာအသုံးပြုနေတဲ့ဆရာပြောပြပေးနေတဲ့ရေဒီယာတွေဟာဆရာတို့ရဲ့ကိုယ်ပိုင်အစီအရင်ရေဒီယာတွေလည်းရှိသလိုရှေ့အစဉ်ဆက်တမားတွေရဲ့အဆက်အဆက်အသုံးပြုခဲ့တဲ့ရေဒီယာတွေကိုလည်းဆရာတို့ခေတ်ကာလနဲ့အညီပြန်လည်ပြုပြင်ထားတဲ့သုတုပြုရေဒီယာတွေလည်းပါဝင်နေပါတယ်ပါဝင်လည်းပါဝင်တတ်ပါတယ်တခါမေဇရုံနေနဲ့ဒီရေရာတော့ဘဒုရေရေရာဟိုလူရေရေရာဆိုပြီးတော့ပြောစရာ ဖြစ်မလာအောင်ကြိုပြီးတော့ပြောပြပေးထားတာဖြစ်ပါတယ် ဲ့တော့ဒီကနေ့မှာတော့မက်ဆီတို့လက်လာပါတွေပိတ်နေတယ်ငွေကြေးလက်လာပါတွေအစုတစ်ပြည့်ပိတ်ဆို့နေတယ်ဝင်ရရှိရာတွေကမဝင်ဘူးထွက်စရာရှိတာတွေပဲထွက်နေတယ်ဝင်ပေါက်တွေအကုန်ပိတ်ဆို့နေတယ်ဘာမှလက်လာပါတွေမရှိဘူးငွေကြေးတွေအရင်ကျက်တဲနေတယ်စသဖြင့်ကြုံတွေ့ရတဲ့အခါအဟုတ်ဆရာပြပြပြမဲ့ရေရာလေးကိုလိုက်ပါပြုလုပ်ပေးပါပြုလုပ်အမဲ့ရေရာကတားကြီးမခက်ခဲပါဘူးမိမိရဲ့မွေးနေ့မနက်6နာရီမှာပြုလုပ်ပေးရပါမိမိရဲ့တရေကုန်နေသား တနင်္လာအင်္ဂါဘုဒ္ဓရသပြတောက်ကြစနေဘယ်နေ့သားပါမစိုးတနင်္ဂနွေသားဟာတနင်္ဂနွေနေ့မနက်6နာရီမှာလောက်ပါတနင်္လာနင်္လာမနက်6နာရီမှာပြုလုပ်ပါအင်္ဂါကလည်းအင်္ဂါမနက်6နာရီမှာပြုလုပ်ရမှာဖြစ်ပါတယ်ပြုလုပ်ရမှာကတော့မိမိမိုးနေ့မနက်6နာရီတတိမှာမိမိရဲ့အိမ်ရှိအိမ်ရှိလမ်းပေါ့လေလမ်းကိုရေဖြန်းမှာ ရေဖြန်းပြီးတဲ့အခါအမိုက်တရိုက်တွေကင်းစင်သွားအောင်လှဲကျင်းရမှာဖြစ်ပါတယ်မိမိရဲ့အိမ်ခြံနေနေမိတ်အထိရှင်းလင်းအောင် လဲရမှာဖြစ်ပါတယ်။ခြံနေနမိတ်ကြော်ွားလဲရတယ်။သို့သောခြံနေနမိတ်မပြည့်ပဲနဲ့တချို့တော့ဝက်နေရလေးပဲလဲကျင်းထားလို့မရပါဘူး။မိမိရဲ့ခြံဟာပေး20ရှိရင်ပေး20အတိရေဖြန်းပြီးတော့အမိုက်ရက်တွေကိုလဲကျင်းရမှာဖြစ်ပါတယ်။အမိုက်တရက်တွေမရှိတော့ဘူးရေလဲဖြန်းပြီးွားပြီးပြောင်းရှင်းသွားပြီဆိုရင်ခေါင်းရင်းကနေပြီးတော့ခြေရင်းအထိကိုဆရာတို့စံဒူလီမဟုတ်ဇကွဲကိုရှစ်ပုံပုံပေးရမှာဖြစ်ပါတယ်။အညီမြ ပုံပေးရပါမယ်။စံပဲဖြစ်ဖြစ်သခွဲပဲဖြစ်ဖြစ်ခေါင်းရံနဲ့ခြေရင်းထိကို၈ပုံပုံပေးရပါမယ်။ပုံပေးတဲ့အခါမိမိရဲ့စိတ်ထဲကနေပြီးတော့ပြောရပါမယ်။အေးစံ၈ပုံဟာအရက်မျက်နှာ၈မျက်နှာနေပြီးတော့ရောက်ရှိလာကြတဲ့ကျင်းငတ်သားကလေးတွေကိုကုသိုလ်ဖြစ်အစာကျွေးမွေးခြင်းဖြစ်တယ်။ဒီလိုမျိုးကုသိုလ်ဖြစ်အစာကျွေးမွေးခြင်းကြောင့်မိမိရှိမှာလာမဲ့ဘေးတွေဝေးပါသေး ကာကြမ္မာဆိုးတွေရက်တက်ပါစေထိမဲ့ခလုတ်တွေစုပ်ပါစေလက်လာပါတွေဖွံ့ဖြိုးပါစေလက်မိုးကြီးရွာပါစေစသဖြင့်ဆူတောင်းပေးရမှာဖြစ်ပါတယ်ဆရာပြန်ပြောပေးပါမယ်စံသကွဲအစဉ်ပြေရာခေါင်းရံနေချင်းရှစ်ပုံ ပုံရပါမယ်ပုံပြီးတဲ့အခါအရက်ရှိမင်နာမှလာရောက်ကြကုန်တော့ကျင်းငှက်တာရကလေးတွေကိုအစာကျွေးခြင်းဖြစ်ပါတယ်ဤသို့ကျွေးမွေးလှူဒါန်းရတဲ့အကျိုးကြောင့် လာမဲ့ဘေးတွေဝေးပါစေကံကြမ္မာတွေကံကြမ္မာဆိုးတွေရက်ပါစေထိမဲ့ခလုတ်တွေစုတ်ပါစေမကောင်းတာတွေကိုအရင်ပြောပါမယ်နော်ထိမဲ့ခလုတ်တွေစုတ်ပါစေလက်လာပါများပွင့်လန်းပါစေလက်မိုးကြီးတွေယွာပါစေအဲ့လိုစူတောင်းမိတဲ့အခါဒီတနေ့အတွက်ရေရရပြီးဆုံးပါပြီဘယ်နှရက်လောက်ရမလဲဆိုရင်အဲ့ဒီပုံစံအတိုင်း၈ရက်တိတိပြုလုပ်ရမှာဖြစ်ပါတယ်အစအဦးဆုံးပြုလုပ်ရမယ့်ရက်ကတော့ ိမိရဲ့မွေးရက်ဥပမာတနင်္ဂနွေနေ့မှာစလောက်ရပါမယ်တနင်္ဂနွေသားသမီးဆိုရင်တနင်္ဂနွေတနင်္နာအင်္ဂါဘုဒ္ဓဟူကြာသာပြီတောက်ကြစနေတနင်္ဂနွေနေ့မှာပြန်ပြီးဆုံးပါမယ်ရှေးရတိတိပြုလုပ်ပြီးတဲ့အခါမှာမိရှိတို့ပိတ်ဆို့နေတဲ့လက်လာပါတွေပွင့်လန်းလာပါလိမ့်မယ်အန္တရာယ်တွေရှိနေရင်ကြမာသူတွေရှိနေရင်ရှင်းလင်းသွားပါလိမ့်မယ်ဂျိုဆိုးဂျုံညံ့နေပျောက်ကွယ်သွားပါလိမ့်မယ်မိရှိတို့လက်မိုးကြီးတွေရွာလာပါလိမ့်မယ် ဒီရေတရားကိုရေုံကြီးကြီးနဲ့ဆရာပြောတဲ့အတိုင်းရှိရတိတိပြုလုပ်ကြည့်ပါအကျိုးကျေးဇူးကြီးမားတာကိုလက်တွေ့ခံစားဆန်သားရပါလိမ့်မယ်မိတ်ဆွေများအလုံးလက်လာပါတယ်တိုးတက်ပွင့်လန်းများပြားကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မိတ်ဆွေများနာဗျံဘေးမရှိကြပါစေ thank you